အားလုံးမင်္ဂလာပါ Superga Knowledge Sharing Channel အနေကြိုဆိုပါရစ်ဒီနေ့ဒီချင်းနဲ့အတူ Grade 12 Biology Chapter 1.2.4 Health and Medicine အကြောင်းကိုအတူလေ့လာကြမယ်။အော်ကျွန်တော်နေမကောင်းဖြစ်တဲ့အခါမှာဆရာဝန်နဲ့ consult လုပ်တယ်ပေါ့ timing ဆွေးနွေးတယ်အဲ့ခါမှာဆရာဝန်ကဆေးပြီးပြီးချင်းကိုပြန်ကောင်းသွားတယ်ပေါ့ဟုတ်နော်အကြောင်းဒီစေးပေးလိုက်ရင်ပြန်ကောင်းသွားတာလေဒီလို possible ဖြစ်တာလေပေါ့သူ့ရဲ့အဖေကပမာရှိနေဆိုရင် biology မှာရှိပါတယ်တဲ့ အဲ့တော့ဘာကြောင့် biology ကဒီလိုမျိုးဖြစ်တာအောင်သိနားလည်ရလဲဆိုရင် biology ဆိုတာဒီသူတို့ရဲ့ biology အောက်မှာ disease causing microorganism တွေလေ့လာဟုတ်နော်ဒီ disease causing microorganism တွေကိုလေ့လာပြီးတော့ဒီ organism တွေကဘာကြောင့်ဒီလိုမျိုးရောဂါဖြစ်ရလဲဒီလိုလက္ခဏာမျိုးဖြစ်ရလဲဆိုပုံမှာဒီ organism တွေအကြောင်းကိုသိချာသိပြီးသူတို့ကိုဘယ်လိုဆေးမျိုးပေးလို့ရှိရင် ဒီယောဂအောင်တက်တာစီမင်းဒီမိုက်ခရိုအော်ဂနီဇမ်သိသွားမယ်ဆိုတာကိုသူကသိတယ်အဲ့ဒီအတွဲကြောင့်ဒီဆေးကိုပြလိုက်တဲ့အခါမှာပြန်ကောင်းသွားတယ်ပေါ့မယောဂဖြစ်စေတဲ့မိုက်ခရိုအော်ဂနီဇမ်အောက်မှာသူကဗက်တီးရီးယားတွေမဟုတ်ဘူးဖန်ဂတ်စ်တွေရှိမယ်ပရိုတိုဇွားတွေရှိမယ်အပရိုဒူဆာအောင်မှာကျုံမှာဆိုရင်မလေးရီးယားငှက်ဖျားယောဂဖြစ်စေတဲ့ဟာရှိမယ်တိတ်ဝမ်းတန်ကောင်းမျိုးရှိမယ်။ Now non living organisms လို့ခေါ်တဲ့ virus တွေလည်းရှိရင်ဒါကတော့ abnormal protein တွေရှိရပေါ့ ဟုတ်နော်။နောက်ကျတော့ resensor တွေပေါ့ဟုတ်နော်။ resensor တွေကဒီ microorganism တွေရဲ့ biology ကိုလေ့လာတယ်။ဟောဥမာဆိုရင်ဒီ microorganism တကောင်ဒီဘလို့လူမျိုးကိုယောဂါပိုဖြစ်လွယ်ရလဲ susceptible host ပေါ့။ဟောဒီလူတွေကိုယောဂါပိုကဗေနီးနဲ့ဝင်သွားတာလေ။ပြီးတခြားလူတယောက်ကိုဘလို့ယောဂါကူးတာလေ။ဟုတ်နော်။ယောဂါဝင်သွားပြီးရင်ဒီယောဂါပိုကဘလို့ပြန်ထွက်လာတာလေ။ ပြီးရင်ဒီကြားထဲမှာနောက်ထပ်လူတစ်ယောက်ကိုမကူခင်ဘယ်နာမှသူက reservoir ဖြစ်နေပြီပဲခွန်အောင်နေသေးတယ်အဲ့လိုမျိုးဒီ organizer နဲ့ပတ်သက်တဲ့ဟာတွေကို reservoir ရာတိပြီးရဲ့အခါမှာသူတို့ရဲ့ဘယ်အချက်မှာတွားပြီးတော့မှ control လုပ်ရမင်းဘယ်နာလေးမှာ weak point ရှိနေအဲ့နာမှာတိပြီးရဲ့အခါမှာအဲ့နာကိုသူတို့ကိုတိုက်ခိုက်တဲ့ဆေးတွေပေးလိုက်ရင်ဆိုရင်ဒီယောဂါကို control လုပ်နိုင်ပါလေတဲ့ ော်ဒီ disease causing microorganism ကိုတိုက်ထုတ်ဖို့အတွက်သူတို့ကစေးတွေကို formulate လုပ်တယ်ပေါ့ဟုတ်နော် formulate ဘာကြောင့်လုပ်နိုင်လဲဆိုရင်ဒီ organism တွေအကြောင်းကိုသိချာသိလို့ဟုတ်နော်ဒီမှာမှာကျတော့ pharmacognosy pharmacognosy ဆိုတာ pharmacosa စေးလို့အဓိပ္ပာယ်ရတယ်စေးနဲ့ knowledge ပေါ့เนาะစေးက grey work ကနေစဉ်းသက်လာတယ် အော်ဒီ field of science မှာ researcher တွေကဒီ pharmacognosy အောက်မှာ researcher တွေကဘာတွေကိုလေ့လာလဲဆိုရင် secondary metabolites ။အဲ secondary metabolites တွေကဘယ်ဟာဖြစ်လာလဲဆိုတော့ plants တွေ animals တွေ microbial natural sources for organisms တွေနဲ့ microbial organisms တွေထွက်တဲ့ metabolites တွေ။အော်ဒီ metabolites တွေကဘာကြောင့် secondary လို့ခေါ်လဲဆိုရင်ဒီ metabolites တွေဒီ basic survival အတွက်လိုအပ်တဲ့ပစ္စည်းတွေမဟုတ်ဘူး။ သူက deorganization ရဲ့ growth to development to reproduction မှာ diet involve ဖြစ်တာမဟုတ်ဘဲနဲ့သူဒီ die metabolize ကိုဘာကြောင့်ထွက်ရလဲဆိုရင်သူ့ကိုပသူချင်းစီပိုးကောင်နေလာတယ်ပေါ့မှာ fungal infection ဖြစ်တယ်ဒါမှမဟုတ်လို့ရှင် insect တွေဖြစ်တယ်ဒီအပင်တွေကိုစားတဲ့ herbivore စီလာတဲ့အခါမှာ defense လုပ်ဖို့အတွက်ဒီ metabolize ကိုထောက်တာမျိုးဟုတ်နော် ဒါမှမဟုတ်လို့ရှိရင်တခါတလေတခြား organization တွေ attract လုပ်ဖို့ဒါမှမဟုတ် repair လုပ်ဖို့အတွက်ထုတ်တဲ့ဒီပစ္စည်းတွေအဲ့ဒါဒီ main function basic survival အတွက် function မဟုတ်တာတွေအတွက်ထွက်တာလေ secondary metabolize လို့ခေါ်တယ်အော်ဒီ secondary metabolites တွေအပြင်ထုတ်တဲ့ပစ္စည်းတွေကိုဆေးတွေအနေနဲ့လည်းသုံးလို့ရတယ် cosmetic တွေမှာလည်းသုံးနိုင်တယ် dye တွေမြင်မဲ့သုံးလို့ရလို့ food တွေ preserve လုပ်တဲ့နေရာတို့ဟုတ်နော် food processing တွေမှာလည်းဒီ second metabolite line စီကိုတုံးနိုင်ပါမယ်။ကျွန်တော်စီလို့ပတ်သက်လို့ရှိရင် plant စီအကုန်လုံးဒီဆေးဘက်ဝင်နေလို့ကျွန်တော်ပြောရတယ်။အော်ဒီ plant စီမှာ medicinal plant စီရှိရပေါ့။ဟုတ်နော် medicinal ဆေးဘက်ဝင်နေအပင်ကြီးရှိရဒါမှဆိုရင် aloe vera ဆို skin care အတွက်တုံးမေလို့ဟုတ်နော် peppermint ဆိုအောင်ကြောင်းနေ။ဒါကတော့ animal based mimetic စီ ော်ဒီ animal စီမှာအများသောအဖြစ်ဒီဘက်မှာဒါလေး lake လေးရှိမင်း kinley chori ရှိမင်းတချို့မွေတွေပေါ့စပက်ကြီးမွေအဲတဲကြီးအိတ်တို့ဟုတ်နော်အဲ့လိုမျိုးအကောင်ကြီးရဲ့တစိတ်တစ်ပိုင်းမျိုးကိုစေးဖော်တဲ့နေရာမှာသုံးကြတယ်ဥပမာအဖြစ်ကျေရောတရုတ် traditional medicine မှာသုံးနေအာဖရိကထုတ်တဲ့ medicine မှာသုံးနေရှိ ဒီ American Society of Pharmacognosy ASP ပေါ့အဲ့ဒါက define it ဆို pharmacognosy ကိုဘယ်လို define လုပ်ထားလဲဆိုရင် pharmacognosy ဆိုတာဒီ drug C drug substances ဒီ potential drugs ပေါ့အော်ဒါဒီယောဂအကူနိုင်တဲ့ဆေးအနေနဲ့ potential ရှိနေဒါမှမဟုတ်လို့ရှင် neutral origin ကနေထွက်လာတဲ့ drug substances ဒီဒီ different neutral sources ကနေရတဲ့ new drugs ရေ chemical တွေ biochemical တွေ biological properties စီနဲ့သူရဲ့ physical တွေလေ့လာတဲ့ဘာသာရပ်ကို pharmacognosy လို့ခေါ်တယ်ဟုတ်နော်အော်ဒီ traditional medicine ပေါ့ traditional medicine ကို heritage ပေါ့ဒီမျိုးစင်ဆက်လက်ဇက်တိုက်သုံးနေဟာကြီးအဓိကအားဖြင့်ဗမာရှိတဲ့ country စီလဲစဉ် Southeast Asia မှာရှိတဲ့ countries အများစုက traditional medicine ကိုသုံးနေရှိကြတယ် အဲ့မှာ recent WHO report အရဆိုရင် world population ရဲ့80%လောက်ကသူဒီ neutral product စီကိုအသုံးပြုစေဖြစ်တယ်ဆိုတာတွေ့ရတယ်။သူတို့ရဲ့ primary health care အ neutral product တွေနဲ့ကုတယ်။ဥမာဗမာပြည်မှာဆိုလို့ရှိရင်တော့နည်းနည်းဖျားတယ်အေးအေးမိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပြုတ်ရည်တို့ဂျင်းပြုတ်ရည်တို့အလိုမျိုးတိုက်တာမျိုးတော့ဟုတ်နော်အဲ့ဒါဒီ neutral product တွေကိုသုံးမှာပေါ့။ဟောဒီမှာ pharmacognosy က can provide the safe and effective drugs ဟောဒီလိုမျိုးစီးရင်လည်းပတ်သက်တောင်တွေကိုလေ့လာပြီးရင် modern medical system နဲ့ combine လုပ်ပြီးရင် effective ဖြစ်တဲ့ safe လည်းဖြစ်တဲ့ series ကိုသူထုတ်နိုင်လာမှာပါတဲ့ဟုတ်နော် can provide လုပ်နိုင်နေပေါ့ဟောဒါကတော့ကျွန်တော် safe on set တဲ့နေရာမှာ၃နှစ်ဒါက medicine plant စအစိတ်ပိုင်းလေးဖြစ်တယ်ဒီဘက်မှာကျတော့က first medicine ဟို first medicine ဆိုဟိုအရင်ကတည်းကပေါ်ဆက်တဲ့ medicine မျိုးပဲ traditional medicine မျိုးပဲ today medicine တွေကလည်းဆေးတွေကိုအပင်ကနေထုတ်တာလေးကိုရှိပါတယ်တဲ့ဥပမာဆိုလို့ရှင်တော့သူက aspirin အကြောင်းပြောတယ်အဲ့ aspirin ကဘာအတွက်သုံးလဲဆိုရင် aspirin ကအကြိုက်ခဲပြောင်းစီအပြားကျအောင်စီပြီးရင်ကျတော့တွေ့ကျစီအဲ့လိုသုံးနေဟာဒီ back of willow ဆိုမမခပင်အခောက်ကနေထုတ်တာဟုတ်နော်ဒီအပင်ရဲ့ genus က salicylates အော်ဒီ aspirin ရဲ့ chemical name ဖြစ်တဲ့ salicylic acid နဲ့နာမည်အတူတူပါပဲတဲ့ ောက်ထပ်တစ်ခုကကွီနင်းကွီနင်းဆိုတာငှက်ဖျားယောဂအောင်ကုတဲ့စီအော်ဒီကွီနင်းကိုဘယ်ကနေထုတ်တာလဲဆိုရင်စင်ကိုနာထရီစအခောက်ကနေထုတ်ထားတယ်ဗမာလိုတစ်ခါလည်းပြန်လိုက်တာစင်ကိုနာဆိုစင်ကိုနာအပင်ဆိုပြောမှာဟုတ်နော်အဲ့ကနေပြီးတော့မှကွီနင်းစေးကိုထုတ်ထားပါနောက်ထပ်တစ်ခုကသူကဗာလဲဆို digital list ဘာတော့သုံးလဲဆိုရင်နှလုံးခုမမှန်တာတွေအတွက်သုံးနေဘယ်ကနေထုတ်လဲဆိုရင် leaves of the fog left အော် default class plan စီဒီ leaf တွေအနေထုတ်ပေးပေါ့ဟုတ်နော် banner ဆိုလို့ခေါ်နောက်တစ်ခုကဘာလဲဆိုတော့ print wrinkle print wrinkle ကတင်မမညိုပန်းလို့လည်းခေါ်တယ်တခြားနာမည်ပေးတာလည်းရှိသေးတယ်ဟုတ်နော်သူကနေပရမစေးနှမျိုးထုတ်တယ်တစ်ခုကတော့ hodgkin disease အတွဲနောက်တစ်ခုက sam leukemia hodgkin hodgkin disease ਆ ပါလဲဆိုတော့ hodgkin lymphoma ပေါ့ lymphoma ဆိုကြတဲ့က lymphatic system နဲ့ပတ်သက်တဲ့ ိုမာဆိုတော့ကျူမာပေါ့အဲ့တော့သူက uncommon cancer တိတ်တော့ common မဖြစ်ပါဘူးတဲ့ဒီ lymphatic system နဲ့ပတ်သက်တဲ့ uncommon cancer တခုဖြစ်တယ် leukemia leukosa white လို့ထိပ်ပင်ရတယ်အော် WBC တွေမှာအများကြီးပွားပြီးတော့ cancer ဖြစ်တယ် normal ဆိုရင်ဒီမှာ WBC 10ကနည်းနည်းလေးပဲဒီမှာဆိုရင် WBC leukemia 10ကြီးအများကြီးပဲ abnormal ဖြစ်နေတယ် white blood cells အများကြီးပဲအဲ့ဒီ leukemia နဲ့ hodgkin disease အတွက်ကို ဒီ Cherry Print One Girl ဆိုရဲအပင်ကနေပြတော့မှဒီစီးရီထုတ်ပါတယ်နောက်တစ်ခုကပါလဲဆာ pain killer ပေါ့ဟုတ်နော် powerful pain ကို relief ဖြစ်စေတဲ့ဟာ morphine ကို codeine ကိုဘယ်အားထုတ်လဲဆို opium poppy ဆိုတာဘိန်းမင်အားနေထုတ်တယ်ဒါဘိန်းမင်ဒါဘိန်းဘန်းပေါ့ဟုတ်နော်အပန်းနေအရွက်ကလေးတွေကြွေးသွားရင်ဘိန်းအသီးပေါ့အဲ့ရနေပြီးတော့မှဒီအသီးတစ်ခုလုံးလောက်တာမဟုတ်တော့ရင့်လာတဲ့အခါမှာဒီနာလေးမှာ နာလေးတွေနဲ့ချစ်လာရင်အစည်းတွေထွက်တယ်မဲမဲလေးအဲ့မဲမဲလေးတွေပဲယူတာအပေါ်ရန်လေးပဲယူတာဗိမ်းမဲလို့ခေါ်ရပေါ့ဟုတ်နော်အဲ့ကနေဘရမပိန်းကီလာကိုအဓိကထုတ်တယ်မော်ဖီနိုကိုဒီနိုကိုထုတ်တယ်ပေါ့ဟုတ်နော်အဲ့တော့ဒီရောဒီဆေးတွေကအပင်ရဲ့ product တွေကထွက်တာကဟိုးရင်ကလေးကအပင်ကနေပေါ့ဆေးတွေထုတ်ကြအော်အဲ့လိုပဲအပင်ကနေထုတ်တယ်လို့ animal ဆေးရဲ့အစိပ်ပိုင်းတွေကလည်းဆေးတွေထုတ်တဲ့နေရာမှာဆေးပေါ်ဆက်တဲ့နေရာမှာတုံးနေပေါ့ ဟုတ်နော်ဟောဒီ animal စီကနေပေါ့ safe for setter သုံးချင်းကလူတွေနဲ့ environment ကိုဆက်ဆက်ပြီးတာဖြစ်တယ်။ဟောဘာကို promote လုပ်ပြီးလဲဆိုရင်ဒီ animal စီအဟောင်းသုံးချင်းအားဖြင့်ဒီ traditional knowledge တွေကို promote လုပ်တာဖြစ်ပါတယ်။ ဒီ commercially available drugs စီးပွားဖြစ်ထုတ်နေတဲ့ဆေးတွေရဲ့ over 50%လောက်ကဘယ်ကနေထုတ်လဲဆိုတော့ non human species လို့မဟုတ်တဲ့ species ဆိုတော့ animal တွေဖြစ်နိုင်နေ living organism plant တွေရနေထုတ်တဲ့ bioactive compound တွေရနေ base လို့ပြောမှထုတ်တာဖြစ်ပါတယ်အဲ့တော့ဒီမှာ every almost every class of drugs drug စီရင် every class ပေါ့အော် drug စီကိုသူ classify လုပ်ထားတယ် classify လုပ်ထားတဲ့နေရာမှာ class တော်တော်များများသည်ဘယ်ကနေဖြစ်လဲဆိုရင်သူရဲ့ structure တွေက nature နေ drive ဖြစ်လာဖြစ်တယ်ဟုတ်နော်သူတို့မှာသူ class နဲ့သူ classical effect စီကဘာဖြစ်မလဲ specific ဖြစ်တယ်ဟုတ်နော် specific ဖြစ်ပြီးတော့အဲ့သူ category ခွဲထားရပေါ့ဟုတ်နော်သူ group နဲ့သူခွဲထားတယ် အော်ဒီ neutral product စီပေါ့တဘာဝအနေဖြစ်တဲ့ product စီရဲ့အများစုကဘယ်အနေလာလင်းဆိုရင်တဘာဝဖြစ်တဲ့ပစ္စည်းတွေကို traditional medicine လိုမျိုးတန်းယူသုံးလိုက်တာမဟုတ်ဘူး။သူကနေပြီးတော့မှ scientific study လုပ်ထားတာ။ဒီထုံလိုက်တဲ့ပစ္စည်းတွေထဲမှာဘယ်ဟာမှယောဂကိုအဓိကကုလာနေ။ဘယ်ဟာတွေကယောဂအတွက်မသက်ဆိုင်နေဆိုရယ် scientific study လုပ်ထားတာဒီ remedic စီ။ ဒီ traditionally employing လောက်ထားတဲ့ပစ္စည်းတွေတင်းကမှဘယ်ဟာဒီယောဂအတွက်အဓိကအကူတွေဟာလဲဘယ်ဟာတွေကမလိုအပ်ဘူးလဲဆိုပြီးတဲ့အခါကျတော့ scientific study လုပ်ပြီးတော့မှဒီစီးတွေကိုထုတ်ထားတာဖြစ်ပါတယ်ဟုတ်နော်အော်ဒီပလန့်စီမိုက်ခရိုစီအပြင်နောက်ပိုင်းမှာသူကအနီမယ်စီကနေပြီးဆေးတွေထုတ်ဖို့အတွက်သူကပို့ပြီးစိတ်ဝင်စားလာတယ်ဟုတ်နော်နယူးမက်ဒီဆင်တွေထုတ်ဖို့အတွက်ဟောဒီဘက်မှာသူက healing of the human minor illness ပေါ့လူတွေနေမကောင်းဖြစ်တဲ့ဟာ heal ဖြစ်ဖို့ animals တွေဒါမှမဟုတ် animals က dry ဖြစ်လာတဲ့ပစ္စည်းတွေကနေဆေးတွေထုတ်တဲ့ဟာကိုဘာလို့ခေါ်လဲဆို zoo therapy လို့ခေါ်တယ်။ဟုတ်နော်ဒါမျိုးကောင်းသွားတဲ့ဟာမျိုးကောင်းနေဆို therapy ပေါ့ကုသတယ်ဆို zoo therapy လို့ခေါ်တယ်။ဟောဒီ animals တွေကို method methodically tested ပေါ့အော်ဒီ animal စိတ်မှာရှိရဘင်ဟာကစေးဘက်ဝင်တယ်လို့ပြောလိုက်ရင်အဲ့ဒါကို pharmaceutical company တွေကတေချာစမ်းသက်တယ်ဟုတ်နော်တေချာစမ်းသက်တယ်ဒီ modern medical science အတွက်စေးဒီအတွက် source အနေနဲ့ပေါ့ဒီထဲကဘင်ဟာဒီအာနိသင်အရှိဆုံးနေအဲ့တော့သူကဘာတွေ့အော်လက်မျိုး pharmaceutical company တွေကတေချာစမ်းသက်ပြီးတော့မှစေးတွေကိုထုတ်ထားတယ်ပေါ့ အော်ဒီ essential medicine တွေကိုထုတ်ဖို့အတွက် animal source တွေကိုအခုတော်တော်များများသုံးလာလိုက်တာသုံးနေတဲ့ current percentage ကတော်တော်လေးကိုများနေပါပြီတဲ့ quite significant ဖြစ်လာအောင်များနေပါပြီတဲ့ဟုတ်နော် animal based medicine မှာသုံးတဲ့တချို့ example တွေပြမယ်ပေါ့အဲ့ခါကျတော့ဒီ animals ကနေထုတ်တဲ့ဆေးကိုသုံးတာလည်းဖြစ်နိုင်တယ်လို့ animals ကိုဓာတ်ရိုက်သုံးတာလည်းဖြစ်နိုင် ဥပမာဆိုလို့ရှင်ဒါဆိုတော့ leash ပေါ့အကျွတ်တို့မျှော့လို့အော် မျှော့တွေ့ရဲဆိုသွေးစုပ်နေပြီလို့ပြောရအောင် leash တေက slimming blood sac ကလေသွေးပလောင်အောင်စုပ်နေဆိုရင်သူ့ body weight ရဲ့ဆယ်စားလောက်သူက sac လောက်နိုင်တယ်ဟုတ်နော်အော်ဒီ medicine နဲ့ leash အော်မျှော့ရိုင်းကိုဆေးအတွက်သုံးတာမဟုတ်ဘူးသူ့မှာအမျိုးအစားရင်းရှိတယ်ဒီမှာဆိုရင် ဟာရူဒိုမက်ဒီဆင်နယ်လစ်ပေါ့အဒီလစ်ရှိရအာဒီအမဆေးဘက်ဝင်တဲ့လစ်တွေလည်းရှိတယ်ဆေးဘက်မဝင်မဲနဲ့အလကားနေသွေးရဆုပ်တဲ့လစ်တွေလည်းရှိရပေါ့ဒီမှာသုံးလဲဆို reattach digit ပေါ့ reattach လုပ်တယ်ဆိုရဒီ digit ဆိုလက်ချောင်းခြေချောင်းကြီးပြုတ်သွားအောင်ပြန် attach လုပ်တယ်ဟာနောက် close bone စီ help men skin after plastic surgery plastic surgery လုပ်ပြီးမှ skin ပြုပြင်တဲ့နေရာမှာသုံးတယ် အော်ဒီ list တွေတဲ့ကခုနပြောတဲ့ဒီ list ပေါ့ how to medicinal list ဆိုတဲ့ဒီ list ကိုတော့ food and drugs administration က medical use address ကို approve လုပ်တယ်။သုံးလို့ရပါရင်အန္တရာယ်မရှိပါဘူး။ပြောက်ပေးနိုင်ပါလေဆိုပြီးတော့ approve လုပ်ပါလေ။အော်နိုင်ငံတိုင်းမှာကျွန်တော် FDA ရှိရယ် food and drug administration ရှိရယ်။အဲနိုင်ငံမှာထုတ်တဲ့ပစ္စည်းပဲဖြစ်ဖြစ်အပြင်ကနေသွင်းတဲ့ ်အစာအစာတွေ drug တွေပဲဖြစ်ဖြစ်သူက chemically tested လုပ်ပြီးတော့မှ လူတွေအတွက်အန္တရာယ်ရှိမရှိအကျိုးရှိမရှိကိုသူက test လုပ်ပြီးမှခွင့်ပြုပေးရတယ်ဟုတ်ပြီနော်ဘာဘာကြောင့် leash ကိုတုံးတာလဲဘာကြောင့် leash ကိုတုံးတာလဲဆိုတော့ဒီ leash က skin ပေါ်မှာတွေးဆုပ်တော့မယ်ဆိုတဲ့အခါမှာ तू ကဘာလုပ်လဲဆိုရင် तू ကနေ anticoagulant တမျိုးကိုထုတ်လိုက်တယ်အော်အဲ့ anticoagulant ကဒီထဲကသွေးကြောတွေကိုရောက်သွားပြီးဒီသွေးတွေကိုကျဲသွားစီ ကျဲသွားတဲ့အတွက်ကြောင့် session လုပ်လို့လွယ်သွားတယ်ပေါ့ blood flowing ပိုကောင်းသွားဟုတ်နော်နောက်ဒီဘက်မှာ blood pool in the reattachment ဒါကတော့သူကုတဲ့နေရာမှာတုံးတာပေါ့ဒီပြန်ပြောမှပြတ်သွားလို့ပြန်ပြော attach လုပ်တဲ့နေရာမှာ blood pool ဖြစ်နေတယ်အော်သွေးကြောတွေကတေချာ develop မဖြစ်သေးဘူး develop မဖြစ်ရင်သွေးတွေကအပြင်ထွက်နေလို့ pool ဖြစ်နေတယ်ဆိုရင်အဲ့နာမှာ leash ကိုထားလိုက်ရင်သူ anticoagulant ထည့်ပြီးအဲ့ blood ကိုဆုပ်လိုက် ဆုံးလိုက်တဲ့အခါကျအဲ့နာမှာသူ၏အိုင်မနေတော့ဘူးဆိုတော့ blood vessel ကောင်းကောင်း develop ဖြစ်ရပါတယ်ဟုတ်နော်အော်ဒီမှာ anti the vein ဆီက redevelop ဖြစ်တဲ့အထိသူ့ကို leash ကိုထားပြီးတော့ multi blood pool တွေကိုစုပ်ထုတ်ပြစ်ပါမယ်နောက်တစ်ခုကပါလဲဆို bradykinin အော် bradykinin ကိုဘယ်အနေထုတ်ထားလဲဆိုတော့ဒီဘက်မှာ fiber venin မှာတွေ့တာဟုတ်နော်ဒါကငွေပွေးပေါ့ အမေပွင့်ကနေပါဒီနာမှာသူ့ရဲ့အစိတ်ထုတ်တဲ့ gland စီရှိတယ်။ဒီလိုကိုက်လိုက်တဲ့အချိန်မှာစိတ်ထွက်တယ်ဒီအောက်မှာ collect လုပ်တယ်ပေါ့။ဟောဒီ brenicine ကနေကဘာဖြစ်စီလဲဆို blood vessel ကို dilatation ဖြစ်တယ်။ on serious blood vessel ကဒါ normal လူမျိုးပေါ့။အဲ့မှာ constriction ဆိုကျင်းသွားတယ်ဒါဆိုရင် dilate ဖြစ်သွားတယ် brenicine က dilatation ဖြစ်တယ်အော် dilatation ဖြစ်တယ်ဆိုရင်အထဲမှာ pressure နေသွားတယ်ပေါ့ pressure နေသွားတဲ့အတွက်ကြောင့် သူသည်ဒိုင်လေးဖြစ်တယ်လိုအပ်တဲ့ blood pressure ဟောဒီ bradycardia ကိုဘယ်သူက break down လုပ်လဲဆို ACE ဆိုတဲ့ enzyme မှာ break down လုပ်တယ် ACE ဆိုတဲ့နာမည်က angiotensin converting enzyme ပါ angiotensin 1ကို angiotensin 2ဖြစ်ကို convert လုပ်ပြီးလို့သူ့ကို ACE enzyme မခေါ် angiotensin converting enzyme အော်သူက bradycardia break down လုပ်တယ်ပေါ့အော်သူက bradycardia ရဲ့ effect ကိုလိုချင်တယ်ဒီ bradycardia ရဲ့ dilation and blood pressure လိုအားဖြစ်တဲ့ effect ကိုလိုချင်တော့ bradykinin ကို breakdown လုပ်တဲ့ ACE enzyme ကိုတားတဲ့ဆီကိုပေးလိုက်တာ ACE iron ပေါ့ angiotensin converting enzyme inhibitors ကိုပေးလိုက်ရင် bradykinin နေများနေမြများရင် dilation effect ရမယ် blood pressure ကျဟုတ်နော်အဲ့တော့ bradykinin ကိုဒီဘက်မှာ drugs က captopril ဆိုတာခုန ACE angiogenesis converting enzyme inhibitors ကိုပေးလိုက်ရင် bradykinin ရှိနေရင် dilatation ဖြစ်ပြီး pressure ကျတဲ့အတွက်ကြောင့်ဘာဖြစ်သုံးလဲဆိုရင် captopril ကို to treat the hypertension တွေသုံးနိုင်တယ် cardiac condition C to preserve the kidney functions in diabetes ကြိုရှိရတဲ့မှာ kidney function ကို preserve လုပ်ဖို့အတွက်သုံးနိုင်ပါတယ်နောက်ထပ်တစ်ခုကပါလဲဆော magot ပေါ့လောက်ပေါ့ဟုတ်နော် ဟောဒီလောက်ကကြတော့လောက်ဆိုတဲ့တချို့ကဘာဖြစ်လို့ပုတ်ခါပုတ်နေပြီလို့ပေါ့ဆိုလောက်တည်တက်နေရပေါ့သူကဘာကြောင့်လဲဆိုအဲ့လောက်ကအဲ့ပုတ်နေတဲ့ဟာလေးသူကစားမှာ disease and dying flesh တီကို voracious eater ပေါ့သူကအရန်ကို eagerly စား ဟောဒီလိုစားလိုက်တာဒီကောင်းကျိုးတွေပြီးတယ်ဘယ်လိုကောင်းကျိုးတွေပြီးလဲဆိုမှဆိုရင် chronic wound စေပေါ့ခုနတိတ်သွားတဲ့လူတော့ထားရိုးရိုးလူမှာ chronic wound စေရှိရဲဆိုရင်အဲ့မှာရှိတဲ့သူက chronic tissue and bacteria တွေကို methods တာသူကစားပလိုက်စားပိုက်တဲ့ကိုလည်းကြာမကောင်းတဲ့ tissue တွေကိုဖယ်ပြီးသားဖြစ်သွားတယ်။မကောင်းတဲ့ tissue တွေဖယ်ပြီးသားဖြစ်ရင်ဒီ chronic wound ကနေပါဖြစ်သွားမလဲဆိုတော့ acute wound ဖြစ်ကိုသူက တန်လုံးလိုက်တယ်နော်သူဒီ chronic wound tissue debride စီပေါ့အဲ့လိုမျိုးအမိုက်တင်းနေရှုပ်မနေတော့ဘူးဆိုမြန်မြန်အနာကျက်လွယ်သွားတယ် treatable ဖြစ်ပြီးတော့ heal ဖြစ်သွားပါတယ်အဲ့ဒီတွေ့ကြောင် defeating head bit ဒီ maggot ကို life saving asset အမည်နဲ့သူ့ကိုသုံးနိုင်တယ်ဟုတ်နော်အာ hungry insect lover အာဒီကနေတော့ဘယ်ကနေရလဲဆိုရင်ဒီ maggot က ကျတို့ရဲ့ flying ပေါ့ flying မင်မင်ကျတို့ပတ်ဝန်းကျင်မှာတွေ့တဲ့ flying မဟုတ်ဘူး lucila sirigator ဆိုရဲ flying ကနေ egg ဥရဲ့အဲ့ egg ကနေမှလစင်လောက်ကောင်လေးထွက်လာအဲ့ရ hungry insect larvae က sterile workingly in also cost less than traditional treatment အော် traditional ဒီအနာမှာအနာမှာမကောင်းတဲ့ tissue ကိုဖယ်နေရရင် operation မှာ dressing လုပ်တယ်ဆိုကြတယ်ဒီ macronet ဆိုလို့ရှိရင်ကုံချမ်းစိတ်လေးတက်တာပါလေ နောက်ထပ်တစ်ခုကပါလဲဆို Spider 6အော် Spider 6ကသူက scientist တွေကသူ bio steel လို့လည်းခေါ်တယ် steel အမြင်လေးတွေပေါ့ living organism ထွက်လို့ bio steel လို့ခေါ်တယ်အာ Spider-Man movie မှာလို့ပဲ Spider-6 က super tensile strength strength အကောင်းနေဟုတ်နော်သူကဒီမှာဝုန်းကဟာနေပေါ့ဟာနေတဲ့ဟာကိုသူကဘာလုပ်လိုက်လဲဆိုရင်ဒီလို Spider အမြင်ကြီးထွက်စ Spider က protein နဲ့အဲ့ပေါ်မှာအုပ်လိုက်တယ်အုပ်လိုက်ရင် ဒီဝန်ကထပ်ပြီးတော့ क्वे မထွက်တော့ဟုတ်ဘူးနော်အဲ့လိုမျိုးအထိန်လုတ်ပေးထားအော်ဒီအတွင်းထဲကနေပြတော့မှဒီဘုံက heal ဖြစ်သွားပြီဆိုတော့မှအဲ့တော့မှကြာလာပြီဆိုတော့မှဒီ spider sick ကတဖြည်းဖြည်းပျက်စီးပြောပျောက်သွားဟုတ်နော်အ spider sick ကိုဘာအတွက်သုံးလဲဆို artificial ligaments and tendon လို့ပို့အတွက်သုံးပါလေတဲ့နောက်တစ်ခုကဒီဘက်မှာ tendon စပါလဲဆို muscle ရဲ့အဆုံးပေါ့ဒီလိုမျိုး tendon ကဘုံကိုသွားဆက်တယ် လီဂမန့်စာတော့ဗာလဲဆိုဘုံအချင်းချင်းဆက်တာအဲ့မှာဒီဥမာဆိုရင်ဒီတန်တန်ဆိုလီဂမန့်ဆိုမကောင်းပေါ့မတဲလ်ဖြစ်နေနည်းနည်းသူကပြေးနေပေါ့အဲ့လိုမျိုးဆိုရင်စပိုင်ဒါ6ကိုတုံးလိုက်တယ်ပေါ့တုံးလိုက်လို့ရှိရင်သူပြေးနေတဲ့နေရာကိုစပိုင်ဒါ6ကဖာပေးထားတယ်နော်ဒီ support စတီရှူးစေဘုံစေ nerve cell စေ organ spinal စေက hole လောက်ပြီးတော့ support လုပ်ပေးထားသူတို့ပြန်ကောင်းတဲ့အထိပေါ့ ဟုတ်နော်။အော်ဒီ sense are being given enough time to go တေချာကိုဖြစ်သွားပြီဆိုလို့ရှိရင်လေအဲ့ artificial စစ်က protein နဲ့ဆိုတော့သူလည်းအချိန်တန်ရင်တစ်ပြေးပြေးပျက်စီးပုံမှာပျောက်သွားပါလေတဲ့။ဟောဒီလိုမျိုး spider sick တွေကိုဘယ်လိုထုတ်မလဲပေါ့ဟုတ်နော်။သုံးဖို့အတွက်ဘယ်လိုထုတ်မလဲဆိုတော့ C spider 6ဆိုတာ chemical nature ပါလဲဆိုတော့6က protein ပဲ။အော် protein ဆိုတော့သူ့ကို DNA က information လာမယ်။အော်ဒီ spinal cell ကိုကုတ်လုထားတဲ့ gene ရှိဒီ spider ကနေထုတ်တယ်။ဒီ cell ကိုထုတ်လုထားတဲ့ gene ရှိ gene ဆောင် DNA နဲ့လောက်ထားတယ်ပေါ့။အဲ့ဒါကိုဒီ gut A ရဲ့ memory cells ပေါ့။ memory cells တွေက nucleus တွေကိုဒီ DNA ကိုသွားပေါင်းလိုက်တယ်။ဆိုတော့ nucleus cell မှာရှိတဲ့ DNA မှာသွားပေါင်းလိုက်ရင်ဒီ memory cells နဲ့ nucleus cell မှာ spider cell ရဲ့ gene ကပေါက်သွား။ gut B ရဲ့ဘာကိုယူလဲဆိုရင် သူက o oven မို့ယူရပေါ့ accents ကိုယူရယူပြီးတော့အထင်းက nucleus ကိုဖယ်လိုက်တယ်ဖယ်ပြီးရင်ဒီ spider 6 gene ပါတဲ့ nucleus ကိုအဲ့ထဲကိုထည့်လိုက်တယ်ထည့်ပြီးသွားရင်ဒီ egg ကို proliferation ဖြစ်ပြီးတော့ embryo ကို gulp စီရဲ့ uterus တဲ့ကိုထည့်လိုက်တယ်အဲ့တော့ embryo လေးက gulp စီရဲ့မှာရောက်သွားပြီးထပ်ပွားပြီးတော့ gulp dean ဆိုတဲ့ gulp အသေးလေးမွေးလာတယ် ဝေးလာပြီးရင်သူကတဖြည်းဖြည်းကြီးလာပြီးတော့နှောနှုတ်ထွက်တဲ့အချိန်မှာစိတ်နှုတ်ပေါ့နှုတ်ထွက်တဲ့အချိန်မှာအဲ့ထဲမှာဘာပါလာလဲဆိုရင် spider 6 protein ပါလာဟောသူစထည့်ကလေးကဒီဂျင်းကဘယ်ထဲမှာထည့်ထားအောင် gold e ရဲ့ mic sense မှာထည့်ထားအောင်ဖြစ်တဲ့အကြောင်း mic ထွက်တဲ့အချိန်မှာ spider 6 protein ထွက်လာတယ်ပေါ့ဒီမှာ spider 6 gene for 6 protein connected to dna in the memory glands ရဲ့ DNA နဲ့သွားပြီးဆက်တယ် memory gland sense ကို egg နဲ့သွားပြီး combine လုပ်တယ်အော် egg cell က nucleus ကိုဖယ်ပြီး combine လုပ်တယ်လုံလိုက်တဲ့အခါမှာဒီ gene က egg cell ကိုရောက်သွားတယ်ရောက်သွားပြီးဒီ embryo လေးက gulp cell ကိုထည့်တယ်အော်ဂုတ်ဒီမွေးလာပြီး sick protein are made when the female start lactating နှုတ်ထွက်တဲ့အချိန်မှာဒီ sick protein ထွက်ပါလေတဲ့ဒီဂုတ်ဒီကိုဘာလို့ခေါ်လဲဆိုတော့ transgenic ဂုတ်လို့ခေါ်တယ် now transgenic animals transgenic animals are gene ကို transfer လုပ်ခံထားတဲ့ animals ကို transgenic animal လို့ခေါ်တယ်ဘယ် gene လဲဆိုတော့ဒီမှာဆိုရင် spider sick gene ကို transfer လုပ်ခံထားတဲ့ goat မျိုး transgenic goat လို့ခေါ်ပါလေတဲ့နောက်ထပ်တစ်ခုက salmon ပေါ့အဲ့တော့ခုန spider sick ကြတော့ဗာလဲဆိုရင်ဒီ spider ရဲ့ product ကိုတုံးထားဟုတ်နော် အဘရဒီကိုင်နင်ကြတော့ဓာတ်ရိုက်မသုံးဘူးဘရဒီကိုင်နင်ကိုဖျက်တဲ့အင်ဇိုင်းကိုတားတာဟုတ်နော်အခုကြတော့ဆယ်မွန်အော်ဆယ်မွန်ငါကြတော့ဆယ်မွန်ငါကကျတို့ပါအောင်အဲဆူရှိပိုင်းဂျပန်စားတောင်းဆိုင်မှာစားတယ်စေးနေနေလေသူကနေပြောမှာသုံးနေနေမှာလဲပါလေပေါ့ဘာကြောင့်ပါလဲဆိုရင်ဒီဆယ်မွန်ငါရဲ့သူကဘာလို့ဆိုရင်သူရဲ့ အာတီမိုဘရီဂီယာဂလန်ဆောင်ရှိအာတီမိုဘရီဂီယာဂလန်ဆိုတာကဟတ်ရဲ့အပေါ်နာမှာပေါ့အဲ့နာမှာရှိတဲ့ဂလန်ကဘာထုတ်လဲဆိုတော့ကက်စီတိုနင်းဆောင်ထုတ်တယ်အဲ့တော့လူမာကကက်စီတိုနင်းကိုဘယ်အားထုတ်လဲဆိုဒီ level မှာရှိတဲ့ thyroid glands ကကက်စီတိုနင်းထုတ်တယ်ဟောကက်စီတိုနင်းကဘာလုံးလုံးလဲဆိုရင်ကက်စီယမ် level ကို regulate လုပ်တယ်ဟောကက်စီယမ်ဘာအတွက်အရေးကြီးလဲဆိုတော့ bone growth အတွက်အရေးကြီး bone growth အတွက်အရေးကြီး ော့ကက်စီတိုနင်သည် bone growth ကိုဖြစ်စေတယ် bone loss ကိုသူကတားတယ်ကက်စီတိုနင်ကဟုတ်နော်အော်ဒီမှာကက်စီတိုနင်က bone loss ကိုတားအဲ့တော့သူတို့က menopause ပေါ့တွေးဆုံးပြီးတဲ့အမျိုးသမီးတွေ pageant disease ဖြစ်တဲ့လူတွေမှာ bone loss ဖြစ်တာများတယ်ဒါဆို pageant disease ကိုပြထားတယ်ဘုံမှာဒီလိုဖြူနေတာ၄စီး ညံများဖြူလေးလေးအဲ့ဒါပါလဲဆိုတော့သူ့မှာ mineral စီများတယ်ပေါ့ဒီဘုံစဲမှာ calcium နဲ့ phosphate စီ mineral စီများတယ်အဲ့လိုမျိုးဖြူမနေဘဲနဲ့ဒီ x-ray film မှာအမဲခွက်တွေဖြစ်လာပြီဆိုရင်ဒီထက်က calcium တွေပါ loss ဖြစ်သွားတယ်ပေါ့အယိုးကပွားများပေါ့ဟုတ်နော်အယိုးတွေက mineral စီ loss ဖြစ်သွားတယ် calcium တွေ loss ဖြစ်သွားတာပေါ့ပြအဲ့ဒါဘုံ loss ကိုပြအဲ့လိုလူမျိုးတွေမှာဘာအောင်ပေးမလဲဆိုတော့ဒီ salmon က salmon ကလည်း ကိုဟိုဆယ်မွန်ဖြစ်ရမယ်ကိုဟိုဆယ်မွန်ကနေ ပြီးတော့မှခုနထုတ်တဲ့ကယ်စီတိုနင်းအဒီကယ်စီတိုနင်းကိုဒီဆယ်မွန်ငါးတွေအကုန်လိုက်တက်ပြီးတော့ကယ်စီတိုနင်းထုတ်လို့လူတွေကိုပေးဖို့မလောက်ဘူးကယ်စီတိုနင်းကို synthetic လုပ်လိုက်တာဟုတ်နော် synthetic is ဆိုတာခုနတော့က sick protein လို့ပဲသူက genetically ထုတ်ထားတာပဲဟုတ်နော် synthetic versions of the calcitonin ကိုထုတ်ပြီးတော့မှ post menopausal women နဲ့ budget disease ဖြစ်တဲ့လူတွေကိုပေးလိုက်ရင် ။ဘာဖြစ်မလဲဆိုရင်သူဒီကယ်ဆီယမ် regulate လုပ်ပြီးတော့ bone loss ဖြစ်တာကိုတားပါလေတဲ့။ဟုတ်နော်။နောက်ဆုံးတစ်ခုကတော့ကျတို့ horseshoe crab ပေါ့ horseshoe shape ဆိုင်သူက heart shape တို့မျိုးပေါ့ဒီလိုဝေကွေးရှိနေ။ဟုတ်နော်။အဒီဒီ horseshoe crab ဟုတ်နော် over millions years gray ကို horseshoe crab တွေက microbes တွေအများကြီးနဲ့တွေ့ရဒါမဲ့ဒီ crab တွေကဘာဖြစ်လဲဆိုရင်ဒီယောဂပိုးတွေနဲ့တွေ့ပြီးမဲ့မသိဘူး ယောဂမဖြစ်လွယ်ဘူးပေါ့အင်မျိုးဖြစ်တယ်ဟုတ်ပြီနော်ဟောယောဂပိုးမျိုးစုံကိုအဲ့ over million ရာ group ကဒီ host to crypt တွေတွေ့ပြီးမြဲသူတို့တွေဒီ immune ဖြစ်တယ်ယောဂအလွယ်တကူမဖြစ်ဘူး။ဘာကြောင့်ယောဂအလွယ်တကူမဖြစ်လဲကြည့်လိုက်တဲ့အခါကျတော့ဒီ host to crypt တွေရဲ့သွေးကပါလေဆိုရင် blue color blue blood ပေါ့ဟုတ်ပါနော် blue blood ဖြစ်တယ်။အော်ဒီ blue blood ထဲမှာဘာပါလဲဆိုလို့ရှိရင်ဟုတ်ပါနော် လင်မျိုးလန်စ်အမီဘိုဆိုက်လိုက်စိတ်ဆိုတဲ့ပရိုတင်းပါတယ်အော်ဒီပရိုတင်းကဘာသွားလုပ်နေဆိုရင်မိုက်ခရိုအော်ဂနီဇမ်နေနဲ့သွားပရမပေါင်းလိုက်လို့ဒီမိုက်ခရိုအော်ဂနီဇမ်ဒီ dangerous endotoxin ပေါ့ဟုတ်နော်အနေရှိတဲ့ endotoxin ကိုထုတ်တယ်ဆိုရင်ဒီပရိုတင်းနဲ့အဲ့ endotoxin နဲ့ပေါင်းလိုက်တာနဲ့တပြိုင်တည်းသူကခဲသွားဟုတ်ပြီအဲ့သူရခဲသွား ခဲသွားပြီးတော့ဒီ endotoxin ကိုဆက်ပြီးတော့အလုံးမလုံးနိုင်အောင်သွားလုံလိုက်တယ်ပေါ့အဲ့ခါကျတော့ဒီ hostu crab ကအလွယ်တကူဘာမဖြစ်ဘူးလဲဆိုရင်ရောဂါမဖြစ်ဘူးပေါ့ဟုတ်နော်ဒီ endotoxin တွေကတည်နိုင်တယ် fever ဖြစ်နိုင်တယ်တည်နိုင်တယ်အဲ့တော့ဒီ endotoxin တွေမရှိဖို့အရေးကြီးတယ်ပေါ့အော်ဘလူးဟာမျိုးတွေမှာမရှိစေခြင်းမင်းဆိုတော့သူကဘာလုပ်လိုက်ဆိုတော့ vaccine တွေပေါ့ vaccine တွေထိုးတယ်ဗစင်းတွေထုတ်တယ်ပေါ့ကုမ္ပဏီကနေထုတ်တယ်အဲ့ vaccine တွေက အဲ့လိုမျိုး contaminated မဖြစ်အောင်ဒီလိုမျိုး endotoxin ထုတ်တဲ့ bacteria တွေနဲ့ contaminate မဖြစ်စေခြင်းထိုးစေးတွေထိုးစေး antibiotic စေပိုးသတ်စေးတွေနောက်ခါကျတော့ pacemaker ဆိုတာကအဲနှလုံးဆက်တက်တဲ့လူတွေအော်နှလုံးဆက်တက်တဲ့ဒီ pacemaker တွေမှာလည်းဒီ bacteria တွေ endotoxin ထုတ်တဲ့ bacteria တွေ contaminate မဖြစ်စေခြင်းမဖြစ်စေခြင်းတော့ဒီ vaccine တွေ antibiotic injection တွေ pacemaker တွေမှာ ဒီ endotoxin နှောက်တဲ့ bacteria ရှိမရှိကိုသူက test လုပ်ချင်။ test လုပ်ချင်တော့ဘာကိုသုံးလဲဆိုရင်ဒီ LAL protein ကိုသုံးတယ်။ဒီသူတို့ရဲ့ host to crab ကနေ blood ကနေ LAL protein ကိုသုံး။အဲ့တော့ဒီ bet ဒီ contact ကနောင်က vaccine တို့ antibiotics ဆိုဒီ pacemaker စီနဲ့သူတို့ရဲ့ blue blood ရဲ့ LAL နဲ့တွေ့သွားလို့ရှိရင် တွေ့သွားတဲ့အခါမှာခဲသွားရင်ခုနဒီပစ္စည်းတွေဒီပါဖြစ်နေ contaminated ဖြစ်နေ endotoxin ထုတ်တဲ့ဗတ္တီးယားနဲ့ contaminated ဖြစ်တယ်ဆိုတာပြောနိုင်တယ် endotoxin detected ဖြစ်တယ်တကယ်လို့ခဲမသွားအောင်ဆိုရင်တော့ခုနပစ္စည်းတွေဒီ contamination မဖြစ်ဘူးဆိုတာကိုပြနိုင်ပါလေတဲ့ဟုတ်နော်အဲ့လိုနည်းနဲ့ဒီ vaccine injection antibiotic စီခုန pacemaker စီကို contamination မရှိဘဲနဲ့ safe ဖြစ်အောင် ဒီ blue blood of the horse to crab ကနေပြောမှာ test လုပ်ပြောမှာ and တော့ reassure ပြန်လုပ်နိုင်ပါလေတဲ့ဟုတ်နော်အဒီမှာ scientists က observe the blood react to any contaminations ဟုတ်နော်အဒီ blood ဒီ blue blood blue blood ဒီ contamination ရှိပြီဆိုတာ ਨੇ တော့ခဲသွားတာအောင်ပြရတော့ခုနပစ္စည်းတွေ contamination မရှိဘူးသူဒီ detect လုပ်နိုင်နေပေါ့ အဲ့ဒီတော့ဒီနေ့ grade 12 biology ရဲ့ chapter 1.2.4 health and medicine ကိုတည်လာကြတယ်။ကျွန်တော်နဲ့အတူဗမာပြည်မှာရှိတဲ့ grade 12ကျောင်းသား grade 12 biology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူများအတွေ့ကျွန်တော်ရဲ့ဇီဝက health knowledge sharing channel ကို like and subscribe လုပ်ပြီးတော့ share လုပ်ပေးပါ။ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြပါစို့နော်။